بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله وعلى آله وصحبه أجمعين اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم إنا نسألك علما نافعا وعملا صالحا ورزقا حلالا طيبا أما بعد أتوليزا <applause> تشيكين <applause> يوري أبا رومي باميا نيكو مرمى مياكميا السلام عليكم ورحمة الله وبركاته ألم ورو الله شمئي نين شام أبان كان يوبازي اللهم أمين الحمد لله وزوا جنرو جي جمي مرو مرو الله شمئ أيا يا آلون روغو پانزي موي ميو جوي موي سامشاو سيمان كان كوي تنشو ဆိုပိုင်တော်မူသောတေစီရှင်စီတော်မူသော တပါးဒီတော်အရှင်အလ်ဣဘာဒတုခါဝူကုကွယ်မှုခံတိုက်တော်မူသောတပါးဒီတော်အလ္လာဟုရှင်မြတ်အားချင်းမွန်ထောပနာကျေးဇူးပြုခြင်းကိုယူဆိုပါရဲအလ်ဟမ်ဒူလ illah ီရဘ်ဘီလ်အာလမင်အလ္လာဟုရှင်မြတ်ဤမဟာကုဏာတော်အလ္လာဟုရှင်မြတ်ရွေးချယ်တော်မူခြင်းကြောင့်ကျေးဇူးတော်ချင်းမွန်တော်မူခြင်းကြောင့်ဒီနေ့ကျွန်တော်တို့တဖန်ပြန်လည်ပြီးတော့ဆုံတွေ့ခွင့်ရကြပြန်ပြီးအလ်ဟမ်ဒူလ illah ဒီနေ့အင်ရှာအလ္လာဟ်တအားလာအတူတူကကျွန်တော်တို့ ဆက်လက်ပြီးတော့လေ့လာတော့မယ်ဟာဒီသ်ကျမ်းကတော့အာရူဘာဦးနာဆူအလန်အဂျာဘန်ဟန်နဘီယူဆလလာဟူအလัยဟီဝဆလမ်ကမန်နမေဆလလာဟူအလัยဟီဝဆလမ်ဖြေကြတော်မူခဲ့လို့မင်းခွန်း40လို့အမည်ရတဲ့ဟာဒီသ်ကျမ်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဒီဟာဒီကျမ်းတော်မြတ်မှာဆက်လက်ပြီးတော့လေ့လာတော့မယ်ဟာဒီသ်တော်နံပါတ်ကတော့အမဇင်73ဟာဒီသ်တော်နံပါတ်73မြောက်ဖြစ်ပါတယ် ဒီဟာရီရောရဲ့အကြောင်းအရာကတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်ကိုမင်းကြတော်မူထားဒီမှာကိဖာယလအနုရောဂျူလဝါလီဒေဟီလူတူတယောက်ကမိမိရဲ့မိဘပေါ့မိမိအဖေနဲ့အမေမိဘကိုချိန်ဆဲချိန်ဆိုတာဘယ်လိုချိန်ဆိုတယ်လဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ တမန်တော်မြတ်ကကျွန်တော်တို့ကိုမင်ကြားတော်မူတာတဲ့ဟာဒီသ်တော်ဖြစ်ပါတယ် الحمد لله رب العالمين تي हदीसो को जनरो आ उजा तौ चै नौ खा जनरो फायु जाया आ बिस्मिल्लाहि रहमानिर عن عبد الله بن عمرو رضي الله عنهما قال قال رسول الله صلى الله عليه وسلم إن من أكبر الكبائر أن يلعن الرجل والديه قيل يا رسول الله وكيف يلعن الرجل والديه قال يسب الرجل أبا الرجل فيسب أباه ويسب أمه فيسب أمه رواه البخاري ومسلم تريا جي عن عبد الله بن عمرو رضي الله عنهما قال قال رسول الله صلى الله عليه وسلم إن من أكبر الكبائر أن يلعن الرجل والديه قيل يا رسول الله وكيف يلعن الرجل والديه قال يسب الرجل أبا الرجل فيسب أباه ويسب أمه فيسب أمه رواه البخاري ومسلم تدي أجي عن عبد الله بن عمرو رضي الله عنهما قال قال رسول الله صلى الله عليه وسلم إن من أكبر الكبائر أن يلعن الرجل والديه قيل يا رسول الله وكيف يلعن الرجل والديه قال يسب الرجل أبا الرجل فيسب أباه ويسب أمه فيسب أمه rawahul bukhari wa muslimun alhamdulillah di hari do meji ye chanaro athebe ko duru ka chi ja ye aw di hari do ga mangan no hari do khain lo mangan ne hari do do phit de bukhari ne muslim jan no me the ma athi di sin byan la shi de imam ji no u ga sin byan na de hari do phit par de ဒီ hadith ကိုစင့်ပြန်ခဲ့တော့ sahabiy တာဝကကြီးရဲ့နာမည်ကတော့ Abdullah bin Amr Abdullah ibn Amr radiyallahu anhuma ဆိုတဲ့ sahabiy Abdullah နော်သူရဲ့နာမည်ကသူရဲ့ဖခင်က Amr radiyallahu anhuma တာယောဖခင်ရောနှစ်ယောက်နှစ်ဦးလုံးက sahabiy နိဓမ္မနာမည်တာဝကကြီးနှစ်ဦးဖြစ်တယ် radiyallahu anhuma အဲ့တော့ Abdullah bin Amr radiyallahu ta'ala anhuma က قال عدو سيميان بيو بياكي ري بيو جاكي ري قال رسول الله صلى الله عليه وسلم تمانو من صلى الله عليه وسلم من جارو وكي باري إن سنسي من أكبر الكبائر جيلي دو بيمو ميا أنما جيلي دو بيمو دكو غارو ري جيلي دو بيمو دي ميا جيشي دي အကြီးဆုံးကတော့အလ္လာဟ်ရှင်အားတစုံတရာဖြင့်တူပါနိုင်ရှင်ကိုးကွယ်ခြင်းပဲ ပြီးမှုထဲမှာအကြီးမားဆုံးဖြစ်တယ်အဲ့တော့ကြီးလေးတော့ပြီးမှုအများကြီးအနေမှာပြီးမှုကြီးလေးတဲ့ပြီးမှုတစ်ခုကတော့ဗာလဲဆိုလို့ရှိရင်အိုင်ယလန်နောရောဂျူလဝါလီတေဟီအမျိုးသားတယောက်လူတူဦးတယောက်ပေါ့နော်အမျိုးသားဆိုပေမဲ့လည်းအမျိုးသမီးလည်းပါဝင်နေမိမိရဲ့မိဘကိုမိမိရဲ့အဖေမိမိရဲ့အမေကိုကျင်းဆဲခြင်းဆဲရီတိုင်းထွာမှုပြုခြင်းပဲဖြစ်တယ်အလ္လာဟူအကဘာနအူဇူဘီလာမိမိရဲ့ မွေးဖခင်မိမိရဲ့မွေးမိခင်ကို ပြန်လဲပြီးတော့ချိန်ဆတာဆဲဆိုတာနောက်ဥစုပေးလားအလ္လာဟ်ရှိမဲကျွန်တော်အောင်လုံးကိုထိန်းသိမ်းဆောက်ရှောက်တော်မူပါစေအဲ့တော့စင်စေကြီးလေတော်ပြိမှုနာများ အနှမကြီးလေတော်ပြိမှုတစ်ခုကတော့တဲ့လူတူဦးတယောက်ကသူ့ရဲ့မိဘကိုချိန်ဆခြင်းဆဲရီတိုင်းထွာမှုပြုခြင်းပဲဖြစ်တယ်အဲ့ဒီလိုတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်မင်းကြားတော်မူတဲ့အခါမှာ အဆာဟာဘတ်ရာဒီအလာဟူတာအလာအန်ဟွမ်တမန်နမီအနီနာမှာရှိနေခဲ့တော့တာဝါကကြီးများကတမန်နမီကိုရှောက်ထားမေးမြန်းကြတယ်တီလာယာရာဆူလလာအိုးအလ္လာရှ်မေသူတို့ကအလုံးနေရာမှာအံ့အားတင့်ပြီးတော့ဗောနော်ဒါဟာမိမိရဲ့လူတို့တရားကမိမိရဲ့မိဘကိုဆဲရီတိုင်းထွာမှုပြုတယ်ချိန်ဆဲတယ်ဆိုတာကအလုံးနေရာမှာဆက်စုပ်ယုံရှာပွဲကောင်းတဲ့ပြည့်မှုတစ်ခုဖြစ်တည်တော့ကြအလုံးနေရာမှာအံ့ဩဝိတာပြီးတော့နော်ပြီးတော့ရှောင်ကျင်နိုင်ဖို့ရတယ် ဘလို့လဲဝကိဖာယလအနရဂျူလဝလီဒိလူတူးတယောက်ကသူ့ရဲ့မိဘကိုဘလို့ဆဲဆိုတာလဲရတော့ဆိုတော့လောလူတူးတယောက်ကမိမိရဲ့မိဘကိုဆဲရည်တိုင်းတော်မူပြုတယ်ဆိုတာဘလို့ဘလို့လဲဘလို့ပုံစံလဲဆိုပြီးတော့တမန်တော်မြတ်ဆလ္လာဟူအလัยဟီဝဆလမ်ကိုရှောက်ထားမိမြန်ကြတဲ့အခါမှာတမန်တော်မြတ်ဆလ္လာဟူအလัยဟီဝဆလမ်ကကာလာဖြေကြတော်မူတယ် ယသုဘရာဂျူလူအဘရာဂျူလီဖယသုဘအဘဟူလူတူးတယောက်ကတခြားသူရဲ့မိဘကိုဆဲရေးတိုက်နှံမှုပြုတာလူတူးတယောက်ကမိမိရဲ့မွေးမိခင်မိမိရဲ့မွေးဖခင်ကိုဓာတ်ရိုက်ဆဲဆိုတာမဟုတ်ဘဲအခြားသောသူရဲ့မိဘကိုဆဲတာအခြားသောလူတယောက်ရဲ့မိဘကိုဆဲရေးတိုက်နှံမှုပြုတော့အခြားသူကလည်းသူ့ရဲ့မိဘကိုပြန်ပြီးတော့ဆဲရေးတိုက်နှံမှုပြုတယ်အဲ့တော့ ိုကတခြားတော့နောက်ဥစပီလာတခြားသူရဲ့မိဘကိုဆဲရေးတိုင်းတော်မူပြီးတဲ့ကြောင့်အဲ့ဒီလိုကလည်းကိုရဲ့မိဘကိုပြန်ဆဲမှာပဲအဲ့တော့ဒါဟာကို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 ရဲ့မိဘကိုဆဲဆိုတာ ਨੇ အတူတူပဲဆိုပြီးတော့တမန်တော်မြတ်ဆလ္လာဟူအလัยဟီဝါဆလမ်ကဤကဲ့သို့ပြန်လဲပြီးတော့ဖြေကြားတော်မူတယ်ယဆုဘူရောဂျူလူအဘောရောဂျူလီဖယဆုဘူအဘဟူဝယဆုဘူအမ္မဟူဖယဆုဘူအမ္မဟူအဲ့တော့လူတူတယောက်ကတခြားသူရဲ့အဖေကိုဆဲတယ်ထိုးတူကလည်းသူ့အဖေကိုပြန်ဆဲတယ် အဲဒူဒူရောက်ကနောက်သူပြလဲတခြားသူရဲ့မိခင်ကိုဆဲတယ်သူထိုးသူကလည်းသူ့ရဲ့မိခင်ကိုပြန်ပြီးတော့ဆေးတိုင်းထွားမှုပြုချင်းဖြစ်တယ်အဲ့ဒါကြောင့်မလို့နော်မိမိရဲ့မိဘကိုဓာတ်ရိုက်နောက်ဥစုပြလဲဆေးတိုင်းထွားမှုပြုချင်းမဟုတ်ပဲတခြားရောသူရဲ့မိဘကိုနော်ဆေးတိုင်းထွားမှုပြုချင်းဒီလဲမိမိရဲ့မိဘကိုဆေးတိုင်းထွားမှုပြုချင်းပဲဖြစ်တယ်ဆိုပြီးတော့ထမန်တော်မြတ်ဆလ္လာလဟူအလัยဟီဝါဆလမကအီကဲလို့ကျွန်တော်တို့က အမိန်ကြတော်မူခဲ့ပါတယ်ဆူဘဟန်အလ္လာဟ်ဟောကျွန်တော်တို့တာဒမီများရဲ့အပေါ်မှာတာဒမီများရဲ့အပေါ်မှာမိဘအတွက်ကျွန်တော်တို့ခြေပြင်းရမယ်တာဝန်ဝတ္တရားဒီအလိုနေရာမှာကြီးမာလာတယ်မိဘနှစ်ပါးကိုယူတည်ရမယ်အဲစကားနာထောင်းရတယ်မိဘနှစ်ပါးမိဘနှစ်ဦးပေါ့မိဘနှစ်ဦးအာမိဘနှဦးပေါ့နော်ဘာဆိုတာကျွန်တော်အလ္လာဟ်ရှမက်တဘာဒီအတွက်တဘာပဲအလ္လာဟ်ရှမက်အတွက်တောင်းလို့ရမိဘနှဦးဟောမိဘနှဦးပေါ့နော် မိဘနှုတ်မိအဖေနဲ့အမေကိုကျွန်တော်တို့ကကောင်းမွန်စွာအင်ဂျီချူတာဆိုပြောဆိုဆက်ဆံနေထိုင်ရမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်လည်းဓမ္မနမဆလလာဟူအလัยဟီဝါဆလမကဒီဟာဒီတော်မှာကျွန်တော်တို့ကိုအာကိုယ့်ရဲ့မိဘနှုတ်ကိုတိုက်ရိုက်ဆေးရည်တိုင်းတော်မှုပြုချင်းနေတော့မှလူများမှာကြီးမားတဲ့ပြမှုဖြစ်တယ်ဆိုလို့ရှိရင်တခြားသူရဲ့မိဘကိုဆဲဆိုခြင်းအပြင် ကိုယ့်ရဲ့မိဘကပြန်ပြီးတော့ဆဲဆိုခြင်းခံရတယ်ဆိုလို့ရှိရင်နော်ဒါလည်းကိုယ့်ရဲ့မိဘကိုဆေးရေးတိုင်းတော်တာ ਨੇ အကြောင်းခံဖြစ်သွားသည့်အတွက်တမန်တော်မြတ်ဆလ္လာလဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုအဲဤတို့ဤကဲ့သို့ပြမှုမကျူးလွန်မိရန်ရှောင်ကျဉ်နိုင်ရန်ကျွန်တော်တို့ကိုတားမြစ်တော်မူထားခြင်းဖြစ်တယ်။ဤဟာဒီတော်မှာကျွန်တော်တို့လေ့လာသိရှိရတဲ့အကျိုးကျေးဇူးအချို့ကတော့နော်ကျွန်တော်တို့အဲမိဘနှစ်ဦးရဲ့ တာဝန်ဝိတ္တရာဒီတာတမီပုံမှာအလွန်များမှာကြီးမားကြောင်းကျွန်တော်တို့သိရတယ်တော်မိဘနှအူကိုတိုက်ရိုက်ဆဲဆိုခြင်းဒီကြီးလေတော်ပြမှုများအနေမှာဖြစ်ပြီးတခြားတော်သူရဲ့မိဘကိုဆဲရေးတိုင်းတော်မှုပြုခြင်းဒီလည်းမိမိရဲ့မိဘကိုဟလာတွေ့ဝိုက်တော်နီးနဲ့နော်ဆဲရေးတိုင်းတော်ခြင်းခံရရအောင်အကြောင်းခံဖြစ်သွားသည်တွေ့ဤကဲ့သို့ပြုမှုခြင်းဒီလည်းကြီးမားတဲ့ပြမှုများအနေမှာပြမှုတစ်ခုဖြစ်ကြောင်း နော်မိ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 ရဲ့မိဘကိုလည်းဆေးရည်တန်းတော်မူမပြုရဘူးဒါကြီးလေးပဲပြီးမှုဖြစ်တယ်တခြားတော်သူရဲ့မိဘကိုလည်းဆေးရည်တန်းတော်မူမပြုရဘူးဤကဲ့သို့ခြားတော်သူရဲ့မိဘကိုဆေးရည်တန်းတော်မူပြုခြင်းนี่လေကြီးလေးတော်ပြီးမှုများအနေမှာဖြစ်ကြောင်းဒီဟာဒီသုံးမှာကျွန်တော်တို့သိရှိရတယ်တခါကျွန်တော်တို့ဒီဟာဒီတော်မှာကျွန်တော်တို့လေ့လာသိရှိရတယ်နောက်ထပ်အကျိုးကျေးဇူးပေါ့နော်နောက်ထပ်အကျိုးကျေးဇူးတခု အာတင်ကန်းစာတစ်ခုကဘာလဲဆိုလို့ရှိရင်တခြားရောသူကိုစေရေးတိုင်းတော်ချင်းမပြူရဘူးเนาะတခြားရောသူရဲ့မိဘကိုလည်းစေရေးတိုင်းတော်မှုမပြူရဘူးဆိုတာသိရှိရတယ်เนาะတခြားရောသူရဲ့မိဘကိုစေရေးတိုင်းတော်မှုပြူချင်နေမိမိရဲ့မိဘကိုတွဲဝိုက်တော်နေပြင်စေရေးတိုင်းတော်မှုပြူချင်ပဲဖြစ်တယ်ဆိုတာကျွန်တော်တို့သိရှိရပါတယ်နောက်ဥစုပြည်လာအဲ့တော့ဤ ြိမှုနေရလုံးเนาะမိမိရဲ့မိဘကိုတိုက်ရဲဆဲရေးတိုင်းတော်မူပြုခြင်းဖြစ်စေအခြားတော်သူရဲ့မိဘကိုဆဲရေးတိုင်းတော်မူပြုခြင်းဖြစ်စေဤပြိမှုနှစ်ခုလုံးဒီကြီးလေးတော့ပြိမှုဖြစ်ကြောင်းကျွန်တော်တို့သိရှိရပါတယ်အဲ့တော့ကုရ်အန်ကျမ်းတော်မြတ်ထဲမှာကျွန်တော်တို့ဆူရာတุลအစ္စရာအီဆူရာတุลအစ္စရာအီအစ္စရာအလ်အစ္စရာညာအစ္စလ်အစ္စရာအူဆိုတာကျွန်တော်တို့ညခီးနေစေတော်မူခြင်းတမန်တော်မြတ်ကိုတမန်တော်မြတ်ကအလ္လာဟ်ရှိမေကတမန်တော်မြတ်ကို ဒီလိုင်လာတူလ်အစ္စရာအီဝယ်မီရာဂျီအလ်အစ္စရာအီဆိုတာတမန်တော်မြတ်ကိုအလ္လာဟ်ရှ်မက်ကညတညမှာမက္ကာမြို့ကနေပြီးတော့ဘိုင်တူလ်မက်ဒီစ်ပါလက်စတိုင်းမှာရှိတဲ့ဘိုင်တူလ်မက်ဒီစ်ကိုဂျီဘရီအလ်အစ္စလမ်ကိုဆေလုပြီးဘူရာကိုဆိုတဲ့အနီးအစင်းင်းကိုတမန်တော်မြတ်အစည်းစီတော်မူပြီးညခီးနေစီတော်မူခြင်းကိုအစ္စရာလို့ခေါ်တယ်တမန်တော်မြတ်ကအဲ့ဒီဘိုင်တူလ်မက်ဒီစ်မှာနရကာဝူပြူတယ်ပြီးတော့ ူရော့ကိုစီးပြီးတော့ဂျေဘရီအလစ်လမ်နဲ့တူမိုးကောင်းကင်နဲ့အထက်တို့တက်သွားတာကိုမီယာရာဂျ်လို့ခေါ်တယ်အဲ့တော့အစ္စရာအမီယာရာဂျ်လို့ခေါ်တယ်အစ္စရာဆိုညခီနေစီတော်မူခြင်းဒီကာဏမှာနော်ကာဏနံပါတ်79မြောက်မှာအလ္လာဟ်ရှိမက်ကကျွန်တော်တို့ကိုတင်ပေးတော်မူထားတယ်ဆူဘဟန်အလ္လာဟ်မိမိရဲ့မိဘအတွက်ဆုတောင်းအလ္လာဟ်အက်ဘာအလ္လာဟ်ရှိမက်ကိုရတိုင်းတင်ပေးတော်မူထားတယ်မိမိရဲ့မိဘအတွက်အလ္လာဟ်ရှိမက်ထံတော်ဘာမှာတောင်းခံကြဖို့မိဘအတွက်နော် ်အလ္လာဟ်ရှမေကဗာမီနိုမူလဲဆိုလို့ရှိရင်ဝကူရဘ်ဘီရဟမ်ဟူမာကမာရဘ်ဘယာနီဆဂီရာအတင်ပြောပါအတီအီကေတို့တောင်းဆိုပါတမန်နမေကိုအလ္လာဟ်ရှမေကမိန်တော်မူလဲတော့တမန်နမေကိုအလ္လာဟ်ရှမေကမိန်တော်မူတော့အမိန်တော်ဒီကျွန်တော်တို့ကိုမိန်တော်မူတော့မိန်တော်လေဖြစ်ပါတယ်ဝကူအတင်အီကေတို့တောင်းဆိုပါရော့ဘီအိုကျွန်တော်မျိုးအားမွေးမြူဖန်ဆင်းတော်မူတော့အရှင်เนาะကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူတော့အရှင်ရော့ဘီပေါ့เนาะ အစ်ဟမ်ကျင်နာတော်မူပါဟိုမာသူတို့နှစ်ဦးကိုမိပါပေါ့နော်အဖေနဲ့အမေရော့ဘီရဟမ်ဟိုမာရော့ဘီဆိုရော့ဘီပေါ့နော်ကျွန်တော်မျိုးအဖန်ဆင်းမွေးမြူတော်မူလို့အရှင်အစ်ဟမ်ကျင်နာတော်မူပါဟိုမာသူတို့နှစ်ဦးကိုကာမဆိုတာကဲ့တို့ရော့ဘယာသူတို့နှစ်ဦးကပြုစုပြုထောင်ခဲ့ကြတဲ့ဤကျွန်တော်မျိုးကိုစော်ကြီးတော်ငယ်ရွယ်စဉ်ကအဲ့တော့ငယ်ရွယ်စဉ်အချိန်က အဲကျွန်တော်မျိုးဤမိဘဒီကျွန်တော်မျိုးကိုပြုစုပြိုးထောင်ကောင်းမှုဆိုတာပြုစုပြိုးထောင်ခဲ့ကြတကယ်လို့တို့တို့ဦးကိုလည်းအရှင်မြဲကျင်နာတော်မူပါဟုတ်တာမိဘအတွက်စုမုံတောင်းပေးဖို့အလ္လာဟ်ရှိမဲကိုတော်တိုင်းအလ္လာဟ်ရှိမဲတန်တော်ဘက်မှာတောင်းခံကြဖို့အလ္လာဟ်ရှိမဲကကျွန်တော်တို့ကိုသင်ပေးတော်မူတာတွေဆုတောင်းဖြစ်တယ်နော်မိဘအတွက်ကျွန်တော်တို့ကဆုတောင်းပေးရမှာဖြစ်တယ်မြဲတည်းစီနော်တက်ရှိထင်ရှားနေစဉ်ဖြစ်စေ တို့မဟုတ်ဆုံးပါသွားတဲ့မိဘဖြစ်စေ رب ارحمهما كما ربياني صغيرا رب ارحمهما كما ربياني صغيرا โอ้ကျွန်မျိုးတို့ကိုအမွေးမွေးမြူဖန်ဆင်းတော်မူရှင်မတော်ရှင်ကျွန်တော်မျိုးအမွေးမြူဖန်ဆင်းတော်မူအရှင်ပေါ့နော်အဲကျွန်တော်မျိုးဤမိဘနှစ်ဦးကကျွန်တော်မျိုးအာငယ်ရွယ်စဉ်ကလေးကပြုစုပြိုးတောင်ခဲ့ကြတကယ်လို့အဲ တို့တို့နှုတ်ကိုကျင်နာတော်မူပါနော်အဲ့တော့ဒါဒီရင်ကျွန်တော်တို့လေ့လာတဲ့ဟာဒီတော်ဖြစ်ပါတယ်မိမိရဲ့အဲမိဘရဲ့ကိုအမိန်နာခံမှုကောင်းမှုဆိုတာပြောဆိုဆက်ဆံနေထိုင်မှုမိဘနှုတ်ကိုဆေးရေးတိုင်းတော်မူပြုခြင်းဒီကြီးလေတော်ပြုမှုတစ်ခုဖြစ်တယ်တော့တခြားတော်သူရဲ့မိဘကိုဆေးရေးတိုင်းတော်ခြင်းဒီလဲနောက်ဆိုပြီးလာကြီးလေတဲ့ပြုမှုဖြစ်တယ်တခြားတော်သူကိုမိဘကိုတခြားတော်သူရဲ့မိဘကိုဆေးရေးတိုင်းတော်မူပြုခြင်းဒီမိမိရဲ့ မိဘကိုဆေးရေးတိုင်းတော်မှုပြုချင်တဲ့အတူတူပဲเนาะအဲ့တော့ဒီနေ့ကျွန်တော်တို့ကအာဒီဟာဒီရောကိုလိလာသိရှိပြီးတဲ့နောက်မှာပေါ့เนาะအာကျွန်တော်တို့ဘာကြောင့်ဟာဒီရောကိုလိလာတယ်ဆိုတဲ့အရေးချက်เนาะအရေးကြီးပုံကိုသိရှိဖို့လိုအပ်တယ်ပေါ့เนาะတော်ကြဘာကြောင့်ကျွန်တော်တို့ကဟာဒီတော်ကိုလိလာလေဆိုလို့ရှိရင်ကုရ်အန်ကျမ်းတော်မြေထဲမှာဆူရာတူလ်ဟာရှီဆူရာနံပါတ်56ပေါ့နော်ဆူရာနံပါတ်56အမိန့်တော်ခေါ်မှာအလ္လာဟ်ရှမေကကျွန်တော်တို့ကိုဤကဲတော်မိန့်ကြတော်မူထားတယ် أعوذ بالله من الشيطان الرجيم وما آتاكم الرسول فخذوه وما نهاكم عنه فانتهوا ربك أتنوغو تمنو محمد صلى الله عليه وسلم တင်ပေးတဲ့အရာအမိန်ပေးတဲ့အရာအတင်းတို့ထံတမန်တော်မြတ်ယူဆောင်လာတဲ့အရာကိုအတင်းတို့လက်ခံကြလိုက်နာကျင့်တုံးကြဝမနဟကွန်အိုင်ဟူဖန်တဟူတမန်တော်အတင်းတို့ကို တားမိတဲ့ຢာကိုအတင်တို့ရှောင်ကျင်ကြဆိုပြီးတော့ဤကဲတို့တမန်တော်မြတ်ဤမိန့်ကိုနာခံဖို့အလ္လာဟ်ရှ်မြတ်ကကျွန်တော်တို့ကိုမိန့်ကြားတော်မူထားသည့်အတွက်ကြောင့်ကျွန်တော်တို့ကဒီနေ့ဟာဒီတော်ကိုလေ့လာရခြင်းဖြစ်ပါတယ်။ဝမန်အတကုမောရဆူလူဖခူဇူဝမန်နဟာကွန်အင်ဟူဖန်တဟူနော်ဒီနေ့ကိုတမန်တော်အမိန်ပေးတာကိုအတင်းတို့လိုက်နာကြအတင်းတို့ကိုတမန်တော်မြတ်တားမိတာကိုအတင်းတို့ရှောင်ကျင်ကြဒီတို့ကြောင့် ီဟာရီတော်မှာတမန်တော်မြတ်ဆလလဟူအလัยဟီဝဆလမကကျွန်တော်တို့ကိုမိမိရဲ့မိဘကိုစိတ်တိုင်းတော်မူမပြုဖို့တာမင်တော်မူထားတယ်လို့အမိန်ပေးတော်မူထားတယ်လို့တခြားတော်သူရဲ့မိဘကိုလည်းဆေးရီတိုင်းထွာမှုမပြုဖို့နော်အုပ်စုပေးလာတာမင်တော်မူထားတယ်အဲဤကဲ့သို့ပြုခြင်းဒီလောက်ရဲ့နှစ်ခုလုံးဒီပြည့်မှုနှစ်ခုလုံးဒီကြီးလေတော့ပြည့်မှုများဖြစ်ကြောင်းကျွန်တော်တို့လေ့လာသိရှိရပါတယ် والله سبحانه وتعالى أعلم وصلى اللهم على رسولنا محمد وعلى آله وصحبه أجمعين والحمد لله رب العالمين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمة الله وبركاته